ြည်သူတွေကိုအာဓမစစ်မှုထမ်းခိုင်းကရေတန်းပို့နေတာကြောင့်ပူတင်ကိုစတင်ပုံကန်လာပြီးဖြစ်တဲ့ရုရှားစစ်တပ်နဲ့ရုရှားပြည်သူများပူနီယာသူ့နိုင်ငံသားရုရှားမိခင်တွေကိုသူတို့ရဲ့သားတွေဟာရဲအနေငယ်ပဲတိုက်ရမှာဖြစ်ကြောင်းယူကရိန်းကိုအ мян ဆုံးစီရေးရလွတ်မြောက်အောင်လှုပ်ယုံတာဖြစ်ကြောင်းကတိပေးခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့သူကရုရှားစစ်သားတပ်တန်းချုပ်ကိုအဆုံးမတတ်နိုင်တဲ့စစ်မြေပြင်တွေကိုပို့ခဲ့ပါတယ်။အခုတော့ရုရှားပြည်သူတွေကနောက်ပြန်တိုက်ခိုက်လာပါပြီ။ယူကရိန်းကိုတိုက်ခိုက်နေတာမဟုတ်ဘဲပူတင်ကိုယ်တိုင်ကိုတိုက်ခိုက်နေတာပါ။ စစ်သားတွေဟာအမိန့်ကိုမနာခံဘဲနဲ့အစုလိုက်ပြုံလိုက်လက်နဲ့ချနေကြပြီးတော့စစ်သားမိန်းမတွေကလည်းကာကွယ်ဝင်ကြီးဌာနရှိမှဇနပြပွဲတွေလုပ်နေကြကပူတင်ရဲ့ကြီးစားစစ်သားတွေကိုရန်ကတော့မှလက်နဲ့ကင်ပြီးမော်စကိုကိုချီတက်ခဲ့ကြပါတယ်ဒီလိုအုံချောက်မှုတွေကပူတင်ထင်းကျုံနိုင်တာထက်ပိုပြီးတော့မြ мян ပြန့်နှံ့နေပါတယ်အခုဆိုရင်ရုရှားပြည်သူ64ရာခိုင်နှုန်းဟာချက်ချင်းငင်းချင်းဆွေးနွေးပွဲတွေလိုချင်နေကြပါပြီစစ်ပွဲစကားတွေကငင်းချင်းလိုချင်တဲ့သူဥယျာဉ်အများဆုံးဖြစ်လာပါတယ်စစ်သားတွေဟာရှီတန်းကနေလွတ်မြောက်ဖို့အတွက်သူတို့ခြေထောက်တွေကိုတော့သူတို့ကိုယ်တိုင်ပြစ်ခတ်နေကြပြီးယူကရိန်းတပ်တွေကို မရင်ဆိုင်ရအောင်စစ်တပ်တခုလုံးထွက်ပြေးကြတာလည်းရှိပါတယ်။ပူတင်တကားမှမမျှော်လင့်ထားတဲ့အချက်ကတော့ဒီကိစ္စဟာနိုင်ငံရေးကိစ္စမဟုတ်ပဲအသက်ရှင်တန်ရေးအတွက်ဖြစ်နေတာပါပဲ။ရုရှားမိခင်တွေကအတိတ်ပဲမရှိတဲ့စစ်ပွဲကြောင့်သူတို့သားတွေအလောင်းနေနဲ့ပြန်လာတာကိုစက်ကြည့်ဖို့စိတ်ကုန်နေကြသလိုရုရှားစီနီးတွေတွေကလည်းပူတင်ရဲ့မာလာအတွက်မဆိုးမဖြစ်ရတာကိုတောသိမ့်ပြီလို့ယူဆနေကြပါတယ်။ရုရှားစစ်သားတွေကလည်းသူတို့မယုံကြည်တဲ့အကြောင်းရင်းတစ်ခုအတွက်အသက်ပေးရတာကိုဆက်ပြီးတော့မလုပ်ချင်တော့ပါဘူး ူတင်ရဲ့စစ်ပွဲဟာသူ့ရဲ့ရုရှားနိုင်ငံကိုဘယ်လိုမျိုးအတွင်းပိုင်းကနေဖျက်ဆီးပစ်နေတယ်ဆိုတဲ့အကြောင်းကိုမကြခင်မှာတင်ပြတွေ့ရတော့မှာပါဘာလို့လဲဆိုတော့လူတန်းကိုအလကားတက်တက်တေးခိုင်းတဲ့အခါမှာနောက်ဆုံးမှာတော့ရုရှားတွေကိုယ်တိုင်ကတော်ပြီးလုံလောက်ပြီလို့ပြောလိုက်ကြမှာပါပဲ။ဒါဆိုရင်ပူတင်ရဲ့ဂုံကျဲတွေရှိလာပါတယ်ဆိုတဲ့စစ်ပွဲကြီးကဒုတိယကမ္ဘာစစ်နောက်ပိုင်းရုရှားသမိုင်းမှာအကြီးမားဆုံးစီးရေးပေးဒုက္ခတစ်ခုဘလို့ဖြစ်လာလဲဆိုတော့လေ့လာကြည့်ရအောင်ပါ။တေးဆုံးဒဏ်ရာရရှိသူတက်တန်းဆိုတဲ့ကိန်းဂဏန်းကိုတွေးကြည့်လိုက်ပါ။အနောက်တိုင်းထောက်လိုင်းအဖွဲ့အစည်းတွေနဲ့လွတ်လပ်တဲ့ရုရှားသတင်းရင်းမြစ်တွေရဲ့ခံမှန်းချက်တွေအရ ်ပူတင်အားစစ်ပွဲ၃နှစ်ခွဲတွင်မှာရုရှားစစ်သားတပ်တန်းချုပ်ကိုတေးစေးဒဏ်ရာရစေခဲ့ပါတယ်။ဒါဟာတေဆုံးသူ၂သိန်း၅၀၀နဲ့ဒဏ်ရာရသူ၇သိန်း၅၀၀ဝန်းကျင်လောက်ရှိပါတယ်။ဒီကင်းကင်းတန်းတွေဟာ၁၉၄၅ခုနှစ်နောက်ပိုင်းဆိုဗီယက်နဲ့ရုရှားရဲ့ပဋိပက္ခအားလုံးကိုပေါင်းလိုက်တာထက်တော့မှပိုပြီးတော့စိုးရပါတယ်။ဒီလိုလူတွေတည်ကြည်ပြည့်စည်မှုအခြေအနေကိုပို့ပြီးတော့မြင်သာအောင်ပြောရမယ်ဆိုရင်ရုရှားဟာဒုတိယကမ္ဘာစစ်ရဲ့အဆုံးပိုင်းကနေ2022ခုနှစ်ထိပေါင်းလိုက်တဲ့ရုရှားနဲ့ဆိုဗီယက်စစ်ပွဲတွေအားလုံးမှာဆုံးရှုံးခဲ့တဲ့စစ်သားရေတွက်တဲ့၅ဆောက်ပို့ပြီးယူကရိန်းမှာဆုံးရှုံးခဲ့ပါတယ်။ ဆယ်စုနှစ်ကြာအာဖဂန်နစ္စတန်မှာတိုက်ခဲ့တဲ့ဆိုဗီယက်စစ်ပွဲမှာတော့တေဆုံးသူ15000လောက်ပဲရှိခဲ့တာပါ။ကြမ်းကြမ်းတမ်းတမ်းတိုက်ခဲ့တဲ့စစ်ပွဲမှာလည်းစုစုပေါင်း35000လောက်ပဲရှိခဲ့တာပါ။ဘူဒီကတော့သူ့စစ်ပွဲရဲ့ပထမ6လအတွင်းမှာပဲအဒီကိန်းကနန်းတွေအားလုံးကိုကျော်လွန်ခဲ့ပါတယ်။ဒါပေမဲ့ဒီကိန်းကနန်းတွေကိုပို့ပြီးထိတ်လန့်စရာကောင်းအောင်လုပ်တဲ့အချက်ကတော့ဒီလောက်များပြားတဲ့လူအသက်တွေပေးဆက်ပြီးမှပူဒီယာဘာတို့ခုမှထိရောက်တဲ့ရလဒ်ကိုမရရှိခဲ့တာပါ။ 2024ခုနှစ်ဇန်နဝါရီလကစပြီးရုရှားတပ်တရတဲ့နေ့ကိုပြန်ပြမီတာ90လောက်ပင်ရှည်တိုးနိုင်ခဲ့ပါတယ်။ဒါပထမကမ္ဘာစစ်ရဲ့ဆိုမီတပ်ပွဲတုန်းကဗြိတိရှားနဲ့ပြင်သစ်တပ်တွေရဲ့ရှည်တိုးနှုန်းထက်တာမှပိုနည်းနေပါတယ်။အဲ့တပ်ပွဲကတော့အတိတ်ပင်ပဲလူသက်ပွဲအတွက်တမိုင်းမှာနာမည်ကြီးခဲ့တဲ့စစ်ပွဲပါ။စဉ်းစားကြည့်ပါ။ပူတင်ရဲ့ခင်မီစစ်တပ်ကလွန်ခဲ့တဲ့နှစ်ပေါင်းတရာကျော်ကတပ်နက်တွေလှမ်းစုတင်နဲ့တိုက်ခိုက်ခဲ့တဲ့စစ်သားတွေထပ်ပိုနေပါတယ်။ကုန်ကြစေးကတော့ Center for Strategic and International Studies ရဲ့အဆိုအရရုရှားဟာ2024ခုနှစ်ဇန်နဝါရီလကစပြီးယူကရိန်းနယ်မြေ တိရကိုင်းတို့အောက်ကိုပဲတင်ပိုင်နိုင်ခဲ့ပါတယ်သူတို့ကလူဒသန်းကိုပေးဆက်ပြီးမှဒယ်လာဝဲပြည်နယ်ထက်အနည်းငယ်ပိုကြီးတဲ့စတူယန်ကီလိုမီတာ9000လောက်ကိုပဲရခဲ့တာပါနေတို့ရရှိသူရဲ့အစီရင်ခံစာရရုရှားဟာ2024ခုနှစ်မေလနဲ့ဇွန်လတွေမှာဒဏ်ရာကိုပြန်ပြဆက်သားထောင်းနေရလောက်ဒေသုံဒဏ်ရာရခဲ့ပါတယ်နိုဝင်ဘာလမှာတော့အဲ့ဒီအရေးအတွက်ကတန်းတွေကို1500လောက်တိတက်လာပါတယ် 2024ခုနှစ်နိုဝင်ဘာလရဲ့အသွေးစိမ်းဆုံးနေ့မှာရုရှားဟာစစ်သား1950ကိုဆုံးရှုံးခဲ့ပါတယ်။ဒါရုရှားမှာတော့တနေ့တာပြန်မြမွေးဖွားလာတဲ့အမျိုးသားကလေးငယ်အရေးထွက်ထက်တော်မှပိုများပါတယ်။ကျွန်တော်ထပ်ပြီးတော့ပြောပါမယ်။ပူတီယန်ရုရှားနိုင်ငံမှာတနေ့တာမွေးဖွားလာတဲ့အမျိုးသားအရေးထွက်ထက်ပိုပြီးတော့တနေ့တည်းမှာတက်ပြစ်နေကြတာပါ။ဒါပေမဲ့အခုဒီအဆုံးဆုံးပိုင်းကိုမကြားရသေးပါဘူး၂022ခုနှစ်မတ်လကျူးကျော်မှုစတင်ပြီးရဲတပ်တပတ်အနေငယ်ကြမှာပူတီယာရုပ်သံကင်မရာရှိမှာရုရှားမိခင်တွေကိုဂတိတစ်ခုပေးခဲ့ပါတယ် ်စစ်မှုမထမ်းမနေရစစ်သားတွေကိုယူကရိန်းကိုလုံးဝမပို့ဘူး professional စစ်မှုထမ်းတဲ့စစ်သားတွေကိုပဲစစ်ပွဲတွေတိုက်ခိုက်စေမယ်လို့ကတိပေးခဲ့ပါတယ်။အဓိကတိကပူတင်ရဲ့မြင်မြန်နိုင်မယ်လို့ဆိုတဲ့ဟော့ကင်းကိုပဲခဏလေးပဲခံခဲ့တာပါ။2022ခုနှစ်နွေရာသီမှာပဲအသက်18 19ရွယ်လူငယ်လေးတွေဟာစစ်မှုနဲ့စာချုပ်တွေလက်မှတ်ထိုးခိုင်းခံရပြီးယူကရိန်းရဲ့ရှေ့တန်းကိုတိုက်ရိုက်ဖို့ခံခဲ့ရပါတယ်။သူတို့တွေကခက်ခဲကြမ်းတမ်းတဲ့ professional စစ်သားတွေမဟုတ်ပါဘူး။စစ်မှုမထမ်းမနေရစစ်မှုထမ်းဖို့စစ်ကောင်ခံရတဲ့စေကျော်တပ်လေးတွေဟာယူကရိန်းရဲ့လက်နက်ကြီးတွေနဲ့ရင်ဆိုင်ရတဲ့ခြေနေကိုရုတ်တရက်ရောက်ရှိလာပါတယ်။ ေါ်ပေါက်လာတဲ့ဇလန်းတွေကတော့ရင်းနှီးစရာတွေပါလူငယ်လေးတွေကသူတို့ရဲ့မိခင်တွေကိုကျင်းထဲကနေဖုန်းခေါ်ပြီးအကူအညီတောင်းခံခဲ့ကြပါတယ်မိသားစုတွေကလည်းသူတို့ရဲ့စိတ်မှုထမ်းသားလေးတွေအား စီရင်နာဝင်တက်ပြီးကြေညာခံရပြီးမှရန်အနေငယ်ပဲလေ့ကျင့်ပြီးတိုက်ပွဲတွေပို့ခံခဲ့ရတယ်လို့သိရှိခဲ့ရပါတယ်။2023ခုနှစ်နောက်ပိုင်းမှာမိခင်တူကရုရှားမီဒီယာကိုကျမတို့အရန်ကြောက်နေကြပြီးဘာလို့လဲဆိုတော့ကျမတို့ကစစ်မတိုက်ချင်ဘူးသူတို့ကခလီတွေပဲဆိုပြီးတော့ပြောခဲ့ပါတယ်။နောက်ထပ်မိခင်တူကလည်းဘာလို့စစ်မှုထမ်းတွေကိုဒီစစ်စင်ရေးတွေကိုထည့်သွင်းလာတာလဲသူတို့ကိုအသက်ရှင်လျက်အကောင့်ဘက်ကတိပြန်ခေါ်လာဖို့ကနိုင်ငံတော်ရဲ့တာဝန်ပါပဲဆိုပြီးတော့ရေးခဲ့ပါတယ်။ဒါပေမဲ့ဒါပေမဲ့ပူတင်ရဲ့စစ်တပ်ကြီးကတော့ အသားလက်လက်တွေအတွက်စားလောင်နေပြီးစစ်သားတွေရဲ့အသက်ကိုဂရုမစိုက်တော့ပါဘူး2024ခုနှစ်မှာလွတ်လပ်တဲ့ရုရှားသတင်းဌာနဖြစ်တဲ့မီဒီယာကရုရှားစစ်ကွန်ရုံးနေရာစစ်မှုထမ်းမှုညှင်းဆန်တဲ့စစ်သားတပေါင်းကျော်ကိုရေးယူခဲ့ကြောင်းမှတ်တမ်းတင်ခဲ့ပါတယ်ဒီကင်းကနဟာအရင်နေ့ခတဲ့နှစ်ဆနီးပါပုံများပါတယ်။ဒါကဖမ်းမိပြီးအေးအေးယူခံရတဲ့သူတွေပဲရှိပါသေးတယ်။ပူတင်ရဲ့စစ်ပွဲကိုမလုပ်ဘူးလို့အငင်းဆန်တဲ့တကယ်စစ်သားအကြီးတွေကစေစားလာပုံများပါတယ်။ဘာလို့လဲဆိုတော့ဒီမှာပူတင်လုံးဝမမျှော်လင့်ထားတဲ့အရာတခုရှိပါတယ်။လူတွေကိုအကြောင်းမဲ့သိကိုင်းတဲ့အခါမှာနောက်ဆုံးမှာတော့သူတို့ဟာစံနာလျောက်ဆက်လုပ်တော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့အထိတ်လန့်ဆုံးပုံကံမှုကတော့ခုံယုံတွေဒါမှမဟုတ်စစ်တမ်းလျှောက်တွေမှာဖြစ်နေတာမဟုတ်ပါဘူး။စစ်မီပြည်မှာကိုဖြစ်နေတာပါ။ယူကရိန်းဟာလက်နက်ချခြင်းနဲ့ရုရှားစစ်သားတွေအတွက်ငါသက်ရှင်ခြင်းနဲ့လို့အထိတ်ပဲရတဲ့ I want to live အရေးပေါ်ဖုန်းနံပါတ်ကိုဖန်တီးခဲ့ပါတယ်။ဒါစစ်ပွဲတစ်ခုလုံးမှာယူကရိန်းရဲ့အောင်မြင်ဆုံးလက်နက်ဖြစ်ပါတယ်။ရုရှားစစ်သားတွေလုံခြုံစွာလက်နက်ချနိုင်ဖို့ဒီဇိုင်းဆွဲထားတဲ့ဒီရိုရှင်းတဲ့ဖုန်းနံပါတ်နဲ့ဝက်ဘ်ဆိုက်ဟာပူတင်ရဲ့အစိုးရအိမ်မဆိုးဖြစ်လာပါတယ် 2024ခုနှစ်အစောပိုင်းမှာရုရှားစစ်သား2600ကျော်ပူတင်ရဲ့စစ်မြေပြင်ထဲကနေထွက်ဖို့နီလရှာ၏နေပဲဒီဟော်လန်ကိုဆက်သွယ်ခဲ့ပါတယ်။ဒီ website ကိုတန်းတဲ့ကြည့်ပြီးဝင်ရောက်ကြည့်ရှုခဲ့ကြပြီးဒီထဲကအများစုဟာရုရှားနိုင်ငံအတွက်ကနေဝင်ရောက်ကြည့်ရှုခဲ့ကြတာပါ။ဒါရဲ့အထေပေကတော့စဉ်းစားကြည့်ပါရုရှားစစ်သားတွေရသူတို့ရဲ့စစ်တမ်းလျားတွေဒါမှမဟုတ်ကျင်းတဲ့နေရာမှာထိုင်ပြီးသူတို့ရဲ့နိုင်ငံအတွက်တိုက်ခိုက်မဲ့စားရန်သူစီကိုဘယ်လိုလက်နက်ချရမလဲတိတိစိတ်ရှာဖွေနေခဲ့ပါတယ်။သူတို့ဟာစဉ်းစားရုံနဲ့မကဘဲနဲ့စံကျင်တရားလုပ်ခဲ့တာပါ။၂၀၂၄ခုနှစ်ဩဂတ်လမှာရုရှားတပ်ဖွဲ့ဝင်တရားကျော်ဟာ Cast မှာ Ukraine စစ်စင်ရေးတခုတွင်မှတပြိုင်တည်းလက်လက်ချခဲ့ပါတယ်။ဒါစစ်ပွဲတခုလုံးမှာအစုလိုက်ပြောင်းလဲအကြီးမားသောလက်လက်ချမှုတခုပါ။ Ukraine တပ်ဖွဲ့တွေကရုရှားစစ်သားတွေကသူတို့ရဲ့လက်နက်တွေကိုပစ်ချပြီးအပြောင်းအလဲနေတဲ့ Ukraine တပ်ဖွဲ့တွေစီကိုလမ်းလျှောက်လာကြတယ်လို့လည်းအစီရင်ခံကြပါတယ်။သူတို့ရဲ့တပ်မှုတွေကထွက်ပြေးသွားခဲ့ကြပြီးသူတို့ကို Ukraine တပ်ဖွဲ့တွေနဲ့တယောက်တည်းရင်ဆိုင်မှုထားခဲ့ပါတယ်။ ဒါပေမဲ့အစုလိုက်ပြည်လဲလဲနဲ့ချမှုတွေဟာဇလန်ရဲ့တစိုက်တစ်ပိုင်းပဲရှိပါသေးတယ်။ရုရှားစစ်သားတွေဟာပူတင်ရဲ့စစ်ပွဲကိုရှောင်ရှားဖို့တဲ့ပုံစံမျိုးစုံကျန်းစာလာကြပါတယ်။၂၀23ခုနှစ်၂၀24ခုနှစ်တွေမှာရုရှားလေတီတပ်ဖွဲ့ဝင်တန်းဆယ်များစွာဟာစီးပွားဆိုင်ရာပြောင်းရွှေ့မှုရရှိဖို့အတွက်သူတို့ရဲ့ခြေထောက်နဲ့လက်တွေကိုတမင်တွေကအချင်းချင်းပြစ်ခတ်ခဲ့ကြပါတယ်။သူတို့ကယူကရိန်းရဲ့ပြစ်ခတ်မှုခံမဲ့စာကိုကိုကိုပြန်ပြစ်လိုက်တာကတက်တရာရမယ်နည်းလမ်းလို့တွေးခဲ့ပါတယ်။တချို့ကတော့လုံးဝပျောက်ကွယ်သွားကြတာပါ။ရုရှားစစ်ဘက်မှတန်းတွေရစစ်ပွဲဆက်ကလေးကစစ်မှုတန်းဆိုင်ရာပြစ်မှုတွေအတွက်အမှုပေါင်း 1600နီးပါးဖွင့်လှစ်ထားခဲ့ပါတယ်ဒီထဲမှာတော့တာဝန်မကြီးပြက်ကွက်မှုလည်းပါပါတယ်မနေ့ကဆိုရင်စစ်သားတွေကိုပြတ်ဆုံးဒါမှမဟုတ်တေဆုံးရောက်ကျင်ညာဖို့အတွက်ရှောက်လာပေါင်း2040စံကျင်တင်သွားခဲ့ပါတယ် 2024ခုနှစ်ဇွန်လတလထဲမှာတွင်ရုရှားစစ်ဘက်ဆိုင်ရာခုံရုံးတွေကစစ်ပြေးမှုအမှုပေါင်း1000ကျော်ကိုစောင်းရွက်ခဲ့ပါတယ်။ရုရှားစစ်တပ်ကတော့စစ်ပြေးတွေကိုထောင်ထဲဆယ်နေထိချမှတ်ပါတယ်။တချို့တပ်ဖွဲ့တွေကသံသယရှိတဲ့စစ်ပြေးတွေကိုတစ်ပင်နေမှာခြိနှောင်ပြီး Ukraine drone တွေရှာတွေ့ဖို့ထားခဲ့ပါတယ်။ဒီလိုပြုမှုတွေကိုလူမှုမီဒီယာမှာပြန့်နှံ့နေတဲ့ဗီဒီယိုတွေအများကြီးမှလည်းတွေ့မြင်ရပါတယ်။ဒါပေမဲ့တည်တံပေးမယ်ဆိုတဲ့ချင်းချောက်မှုကတော့မှဒီလိုထွက်ပြေးမှုကိုမရက်တက်နိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ရုရှားစစ်သားတွေကပူတင်ဝန်ခံမှုညှင်းဆုံနေတဲ့အချက်တစ်ခုကိုနားလည်သွားခဲ့ကြလို့ပါပဲ။ ဒီစစ်ပွဲကမနိုင်တဲ့စစ်ပွဲဖြစ်ပြီးသူတို့အောင်ပူတင်ရဲ့စစ်ကူးယင်မှုတွေတည်ရတာကိုစိတ်ကိုနေကြပါပြီရုရှားစစ်မှုထမ်းတအူးကဒါကိုအကောင်းဆုံးပြောပြခဲ့ပါတယ်ကျွန်တော်ဒီမှာမသိချင်ဘူးကျွန်တော်ရဲ့စစ်ပွဲမဟုတ်ဘူးကျွန်တော်တို့ဒီမှာဘာလို့နေလဲနားမလဲဘူးစတယ်ဒီလိုခန်းစားချက်မျိုးကရုရှားစစ်တဲ့အစင်းစင်မှာမီတော်လိုပြန့်နေနေခဲ့ပါတယ်စစ်သားတွေနေစိတ်ကိုနေတာမဟုတ်ပါဘူး2024ခုနှစ်ဇွန်လ3ရက်နေ့မှာမော်စကိုမြို့မှာရှိတဲ့ရုရှားကာကွယ်ဝင်ကြီးဌာနရဲ့အပြင်ဘက်မှာ အရင်နှစ်နှစ်ကဆိုရင်လုံးဝကိုတွေးလို့မရတဲ့မြေခွင်းတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်ရုရှားမျိုးသမီး20လောက်ဟာသူတို့ရဲ့လက်ရေးဆိုင်ပုတ်တွေကိုကမ်းပြီးလမ်းပေးမှာတူးထောင်နေခဲ့ပါတယ်ကျမရဲ့စိတ်မူတဲ့ခင်ဗျားကိုအိမ်ပြန်ခေါ်ပြီးပါဒီစစ်ပွဲကိုတော်လောက်ပါပြီဆိုပြီးတော့ရေးသားထားကြပါတယ်တချို့ကလည်းသူတို့ရဲ့ကလေးငယ်တွေကိုခေါ်လာပြီးဘေဘီကိုအိမ်ပြန်ပို့ပြီးပါဆိုပြီးတော့ရေးထားတဲ့စိုင်းပုတ်တွေကိုကင်ထားကြပါတယ်သူတို့က professional ဆန္ဒပြသမားတွေဒါမှမဟုတ်အတိုက်ခံလှုပ်ရှားသူတွေမဟုတ်ပါဘူးသူတို့တွေကတာမန်ရုရှားသတင်းတွေနဲ့မိခင်တွေပါဘူတင်ကသူ့ရဲ့စစ်ပွဲကိုထောက်ခံလိမ့်မယ်လို့ယုံကြည်ခဲ့တဲ့အမျိုးသမီးတွေပါပဲ အခုတော့သူတို့တွေကလူသိရှင်ကြလူသက်ပွဲကိုအဆုံးသတ်ဖို့တောင်းဆိုနေကြပါပြီဒီဇန်နာပြပွဲကို Put Domi စတဲ့မြက်ခင်းပြေလှုပ်ရှားမှုတစ်ခုကနေစီစဉ်ခဲ့တာပါဒီနာမည်ရဲ့အထိပယ်ကတော့အိမ်ပြန်ဖို့လမ်းလို့အထိပယ်ရပါတယ်သူတို့ရဲ့ Telegram Channel မှာနောက်လိုက်3800ကျော်ရှိပြီးအများစုကတော့ဘူတင်ရဲ့2022ခုနှစ်စက်တင်ဘာလစစ်မှုတဲ့ရဲစုဆောင်ရေးမှာပါဝင်ခဲ့ပြီးအိမ်ကိုလုံးဝမပြန်ရတော့တဲ့အမျိုးသားတားနဲ့မောင်နေရှိကြတဲ့အမျိုးသမီးတွေဖြစ်ပါတယ် ဘူရီယန်2024ခုနှစ်ကိုရုရှားမှမိသားစုနှင့်လို့ညင်ညာထားတာကတန်တရားဖြစ်ပေါ်ရပါဒါပေမဲ့ရုရှားမိသားစုတွေကတော့သူတို့ရဲ့ဖခင်တွေနဲ့ခင်ပွန်းတွေကိုစစ်ပွဲခါနေပြန်ခေါ်ပြီးဖို့တောင်းဆိုနေခဲ့ပါတယ်ဒီအမျိုးသမီးတွေကယူကရိန်းဒုံးကြီးတွေထက်ပူတင်ပူကြောက်ရတဲ့အရာတခုကိုကိုးစားပြုပါတယ်ဒါကတော့သူတို့ရဲ့စစ်ပွဲအတွက်ပြည်တွင်းထောက်ခံမှုပြက်ပြားနေတာပါရုရှားမှစစ်မှုထမ်းနေတဲ့စစ်သားတွေကိုချက်ချင်းပြန်ခေါ်ဖို့အမျိုးသမီးတွေရဲ့တောင်းဆိုချက်ကိုထောက်ခံသူ90ရာခိုင်နှုန်းလောက်ရှိတယ်လို့ ရုရှားလူလူစစ်တမ်းတွေကပြသနေပါတယ်အသက်16နှစ်ကနေ29နှစ်ကြာရုရှားတွေကြားမှာဆိုရင်ထောက်ခံမှုက69ရာခိုင်နှုန်းထိမြင့်တက်လာပါတယ်ပူတင်အတွက်ပို့ပြီးတော့နာကျင်စေတဲ့အချက်ကဒုတိယကျရင်စစ်မှုထမ်းရေးစုဆောင်ရေးကိုရုရှား60ရာခိုင်နှုန်းကစန့်ကျင်နေတာပါသူရဲ့အကြောင်းရင်းတွေတက်တက်ပေးမဲ့သူတွေကတဖြည်းဖြည်းနှေးပါလာပါတယ်ဒါပေမဲ့ပူတင်ကိုစန့်ကျင်တဲ့ပုံကံမှုကစစ်မီပြေကထွက်ပြေးမှုတွေနဲ့မိသားစုတွေရဲ့ဇာနာပြမှုတွေနဲ့မကပါဘူး2023ခုနှစ်ဇွန်လ24ရက်နေ့မှာပူတင်ရဲ့စပိုးမှုအဖြစ်ခဲ့တဲ့သူကလေဝက်တန်နာကြီးစားစစ်သားတွေကိုအုံပြီးစစ်ဌာနချုပ်တစ်ခုဖြစ်တဲ့ Rostov von Don မြို့ကိုတိမ်ပိုက်ခဲ့ပြီးတော့မော်စကိုကိုချီတက်ခဲ့ပါတယ်24နှစ်ကြာတဲ့ဒီလက်နက်ပြေစုံနဲ့ကြီးစားစစ်သားထောင်ပေါင်းများစွာဟာမြို့တော်စီကိုချီတက်လာတဲ့အတွက်ရုရှားဟာလည်းပြည်တွင်းစစ်ဖြစ်တော့မလို့အနေထားရောက်ခဲ့ပါတယ်ပူတင်ဘက်ကတော့အင်အားများကြီးနဲ့ပုံကံမှုကိုချေမှုန်းမယ်စာသူကသဘောတူညီချက်ရယူခဲ့ပါတယ်သူကဘယ်လာရုစ်ကိုလုံခြုံစွာသွားရဖို့အရေးသူ့ရဲ့တရားမျှတမှုချီတက်ပွဲကိုရည်စမ်းခဲ့ပါတယ် ဒီကိစ္စကနေသိလိုက်ရတာကပူတင်ရဲ့ဂျန်ဒါဆောအင်ဟာစုတီတောင်သူ့ကိုဆက်ကျင်လာနေပြီဆိုတော့ပါဒါပေမဲ့သူဟာပုံကံယုံနေမကပဲနဲ့ကာကွယ်ဝင်ကြီးနဲ့စစ်တပ်ကောင်းဆောင်ပိုင်းကိုအရေးချင်းမရှိအဂတိလိုက်ဆောင်မှုနဲ့စစ်ပွဲရဲ့တိုးတက်မှုကိုလိမ်ညာမှုတွေနဲ့ဆွဆွဲခဲ့ပါတယ်။အဆိုဆုံးကတော့ဘရီကွန်ဆင်ဟာဒီစစ်ပွဲကယူကရိန်းကိုစစ်အင်အားချဖို့ဒါမှမဟုတ်နာစီဖျက်သိမ်းဖို့မဟုတ်ဘဲနဲ့စစ်တပ်ကောင်းဆောင်ပိုင်းရဲ့ပုံကိုယ်ရေးဆန္ဒတွေကြောင့်သာဖြစ်တာပါလို့ပြောဆိုခဲ့တာပါ။ နေကာလာပိုင်းခြားမှာတော့သူဟာလေယောစမ်းချတဲ့လင်းပြကြမှုနဲ့တည်ဆုံးခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ပုံကံမှုကတော့ပူတင်ရဲ့အောင်နိုင်မှုမရှိနိုင်ဘူးဆိုတော့ဂုံတိကာကိုပျက်စီးစေခဲ့ပါတယ်သူ့ရဲ့အုပ်ချုပ်မှုသမိုင်းမှာပထမဆုံးကျင်ဖြစ်တဲ့ပူတင်ဟာပုံကံသူတို့အုပ်နဲ့ဆွေးနွေးညှိနှိုင်းခဲ့တာပါဒီပူတင်ရဲ့စပူမှုဟာစစ်ပွဲကိုစန့်ကျင်လာတဲ့ဒူအူဒီတို့အတွင်းလို့မဟုတ်ပါဘူး2014ခုနှစ်မှာရုရှားရဲ့ယူကရိန်းကျူးကျော်မှုရဲ့အဓိကပြီးသူကဒူအူဖြစ်တဲ့ ဧကဂရီခင်းဟာလေပူတင်ရဲ့အပြင်းထန်ဆုံးဝေဖန်သူတွေတဲကတက်ရောက်ပါရုရှားကယူကရိန်းကိုအနိုင်ယူဖို့လိုလားတဲ့အမျိုးသားရေးဝါဒီတူဦးဖြစ်နေပြီမယ်ဂရီခင်းဟာပူတင်ရဲ့စစ်ကောင်းဆောင်မှုကိုရန်စိတ်ဖြတ်ခဲ့တဲ့အတွက်တမန်တော်ကိုလူသိရှင်ကြားတိုက်ခဲ့ပါတယ်2023ခုနှစ်မှာသူဟာပူတင်ကိုကြောက်တက်တဲ့တာမန်ရည်ချင်းရှိသူပဲလို့ခေါ်ဆိုခဲ့ပါတယ်သူဟာကာကွယ်ဝင်ကြီး ရှီကူကိုအရေးချင်းမရှိဘူးလို့စွပ်စွဲခဲ့ပြီးပူတင်ကိုအနားယူဖို့တိုက်တွန်းခဲ့ပါတယ်။ဒါကလီဘရယ်အတိုက်ခံတရားမဟုတ်ပါဘူး။ဒီလိုကဒွန်ဘက်မှာရုရှားစစ်ပွဲကိုစတင်ဖို့ကူညီပေးခဲ့တဲ့သူပါ။အခုဆိုရင်ပူတင်ရဲ့အသက်စာရှိသောထောက်ခံသူတွေတောင်သူ့ရဲ့အရေးချင်းကိုလူသိရှင်ကြားမင်းကိုထုတ်နေကြပါတယ်။2023ခုနှစ်နဲ့2024ခုနှစ်တခုလုံးမှာရုရှားစစ်တပ်တွေမှာစိုးရိမ်မှုတွေရှိနေတယ်လို့သတင်းတွေထုတ်ပေါ်ခဲ့ပါတယ်။စစ်ပွဲရဲ့ပြစ်မှုကိုဝေဖန်ပြီးတဲ့နောက်မှာဗိုလ်ချုပ်တွေကိုယာတုကထုတ်ပယ်ခံရတာရလူချခံရတာဒါမှမဟုတ်ရုပ်ပဲစမ်းကြည့်စွာပျောက်ကွယ်သွားတာတွေရှိပါတယ်။မှန်တမ်းတင်လာတဲ့အမှုတစ်ခုမှာဗိုလ်ချုပ် event pop ဟာ အထက်ရာရှိတွေရဲ့ထောက်ခံမှုမရတဲ့အတွက်သူတက်တွေအထိကမ်းများနေတာကိုတိုင်ကြားခဲ့တဲ့အတွက်ယာတို့ကနေထုတ်ပယ်ခံခဲ့ရတယ်လို့လည်းဆိုပါတယ်။ဘာပဲဖြစ်ဖြစ်ပါအချိန်ကြာလာလေးအကြောင်းမလားလေးဖြစ်လာတဲ့ပူတီရဲ့ဇာလဟာစိုက်သိမ်းသွားမလားအလေးရန်တစ်ခုပေါ်လာပြီးတော့အသာစေးရသွားမလားစောင့်ကြည့်ရအောင်မှဖြစ်ပါတယ်။